မြတ်ဗုဒ္ဓသမိုင်းကြောင့်ကိုခဏအချိန်ခဏပေးပြီးနားထောင်ပေးပါလို့မေတ္တာရက်ခတ်အပ်ပါတယ်။ Channel ကို Subscribe နေပြီးကုသိုလ်ယူနိုင်ပါတယ်။သူစင်ရဲ့လေသမားဘောဘာမယဟန်ပြုသော စိတ်တဟထမထီသည်သာသနာတော်မှာကြကြမနေနိုင်ပဲလူထွက်သွားသည် တဖန်သာသနာတွင်းသူဝင်လာပြန်သည်၆ကျင်းမြောက်လူထွက်၍ခုနှစ်ကျင်းမြောက်ယဟန်ပြုလာခါမှာအဘိဓမ္မာတရားများ ပို့ချနိုင်သောစာချပုဂ္ဂိုလ်တူဦးခေကဝိပဿနာလုံလန်းဝင်ဝင်နေရာမှာယဟန္တာပုဂ္ဂိုလ်ခက်လေသည်ထိုအကြောင်းနဲ့ဆက်၍မြတ်စွာဘုရားကဤအတိတ်ဆက်ကိုဟောတော်မူသည်ရှေခာဗာရဏတိပြိမိုက်ဖြမဒမင်းကြီးမင်းပြုစဉ်ဖြီရာလောင်းသည်ဟင်းရွက်တဲ့အမျိုး၌ဖြစ်လေသည်ပောက်တူးတလတပိုင်ဆိုင်သည့်ဖြစ်ကုဋ္ဌာလပန္ဒိတဟုအမည်တွင်သည် ဟင်းတိဟင်းရွက်စိုက်ပျိုးရောင်းချကား စေစင်ရဲ့အသက်မွေးရ၏။တနေ့၌လူဝိကြောင့်ဘဝ၏အကျိုးမများပွင့်ကိုမင်းမီ၍ရသေးပြုလို့မိဟုကြံစီပြီးလင်မိမိပိုင်ပေါက်တူးကိုတနေရာ၌လုံကြုံစွာဝတ်ထားခဲ့ပြီးရသေးပြုလိုက်လေ၏။တို့ရတွင် ပေါက်တူးကိုတရိယသဖြင့်ပြန်လဲ၍လူထွက်သည်။ဤသို့ဖြင့်သူသည်၆ကြိမ်တိုင်ရသေးပြု၍၆ကြိမ်တိုင်လူထွက်လိုက်သည်။ခုနှစ်ကြိမ်မြောက်ရသေးပြုမိအခါ၌သူသည်တုံးနေပြီဖြစ်သော ဤပေါတူးပေါ်တန်ရုံးစီမပြနိုင်ခဲ့၍အချင်းချင်းလူထွက်နေရသည်ကိုသတိရလာသည် ထို့ကြောင့်သူသည်ပေါတူးကိုမြေကမ်းနားသို့ယူလာကကမ်းဆက်တွင်ရက်၍မျက်လုံးအစုံကိုမှိတ်ထောင်းလိုက်ပြီးပေါတူးကိုအယိုးမှကန်၍ခေါင်းပေါ်တွင်သုံးချိန်ထွက်ရန်လျက်မြစ်လေသို့ပစ်ချလိုက်သည်ဝုံးနှင့်ပေါတူးကြထောတာနှင့်အတူငါအောင်ပြီးငါအောင်ပြီးဟု၍သုံးချိန်တိုင်ကျဲလောက်စွာကြွေးကြော်လိုက်သည် နေရစီပွဲမှာအောင်ပွဲခံ၍ပလန်လာသောဘာရန်ဒီမင်းသည်အနီးနားမှဖက်သွားရင်ထိုသူရဲ့ကြွေးကြော်တန်ဟုကြားလိုက်မိသည်ထို့အခါကုတ်တာလာပန္ဒီတာကိုခေါ်ယူပြီးအချင်းယောက်ျားငါသည်စိမေပြေ၌အောင်ပွဲရခဲ့သည်ပင်သည်အဘဲကိုအောင်သည်ဟုမေးလေ၏ကုတ်တာလာပန္ဒီတာကမြတ်တော်မင်းကြီးတေမင်းကြီးသည်စစ်ပွဲပေါင်းရာထောင်ချီနှဲအောင်မြင်တော်လေကိလေသာတို့ကိုမအောင်မြင်သေးတေမင်းကြီးရဲ့အောင်ပွဲသည် ကောင်းသောအောင်ခြင်းမဟုတ်အကျွန်ုပ်ဒီကမိမိကိုယ်တွင်မှကိလေသာတို့ကိုအောင်ပွဲခံခဲ့ပြီးဟုလျှောက်တင်လေ၏ထို့နောက်မြည်ရည်ပင်ကိုချီ၍အာဘောကထိုင်ရှုရာ ထိုခဏတွင်မန်ဇံအဘိညာရရှိကကောင်းငင်တွင်ရက်၍မင်းကြီးကိုတရားဟောသည်မင်းကြီးသည်ကုတ်တလပန္ဒိတဟောသောတရားကိုသဘောကျကကုတ်တလပန္ဒိတနှင့်အတူလိုက်၍ယသေးဝတ်သည်ထို့အတူ မင်းမှုထိုင်ရလဲလိုက်၍ရသေးဝတ်ကြသည်။နောက်ခါဗာရာဏသီမင်းကို အားကြကုန်သော ခုနှစ်ပြီထောင်မင်းတို့သည် တိုင်းပြည်ကိုဆုံ၍တောထွက်လာခဲ့ကြ၏။ထို့အခါယုဇနာ30ရှိသောမြေပြင်သည်ရသေးတို့ထင်ဖုံးလွှမ်း၍တွားလေသည်။ကုတာလပန္ဒိတအမှုရှိသော ရသေးတို့သည်ဇန်တမာဘတ်တို့ကိုရကြ၍တေလွန်တို့အခါနတ်ပြည်မြမာပြည်တို့၌ဖြစ်ကုန်သည်အနှိမ့်ချုပ်လိုက်တော်မှာတော့ ကုတ္တလပန္ဒိတယတိရဲ့ပရိသတ်သည်ဗုဒ္ဓရဲ့ပရိသတ်ကုတ္တလပန္ဒိတသည်ဖျားဖြစ်သွားလေသည်တည်းရရှိလာသောသင်္ကန်းစာကတော့ပုထုဇဉ်တတလရွေစိတ်ဒီကာမဂုဏ်အာယုံမျိုးစုံနိုင်ရကြောက်လေတဲ့စိတ်ကိုထိမ့်သိမ့်နိုင်မှသာလျှင်ကိလေသာကိုနိုင်၏အဆွဲလန်းကြီးသူသည်ပြားများရ၏တမတ်ဆွဲလန်းမှုလောဘကိုနိုင်လျှင်အာယုံကိုနိုင်သည် တာမအောင်ပွဲသည့်အနိုင်တလိအရှုံးတလိနှင့်ရင်ဆိုင်ရသဖြင့်အောင်ပွဲအစစ်မှန်ဟုတ်မိမိကိုကိုနိုင်မသာလျင်ကြီးမြတ်သောအောင်ပွဲအစစ်မှန်ဖြစ်သည်အတွင်းရန်ကိုအောင်မြင်ခြင်းသည်အကင်ရန်ထက်အောင်မြတ်သည့်စသောတင်ငန်းစာများကို ရရှိပါသည်အားလုံးကိုကျေးဇူးတင်ပါတယ်နော်